စကိုင်းမြို့ဟာပြီးခဲ့တဲ့မတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလင်လှုပ်ခတ်မှုကြောင့်ငလင်တန်အခြေအနေဆိုးရွားစွာခံစားနေရတဲ့နေရာဒေသတစ်ခုလည်းဖြစ်ပါတယ်။ဒေသအတွင်းမှာရှိတဲ့အစာဦးအမြောက်များပြိုကျပျက်စီးကအစာရေစာအလွန်ရှားပါးလျက်ရှိနေပြီးတော့လက်ရှိကပ်ဘေးတင့်ဒေသအတွင်းမှာကယ်ဆေးလုပ်ငန်းများကိုဆက်လက်လုပ်ကိုင်နေဆဲဖြစ်ပါတယ်။စကိုင်းမြို့ထဲမှာဆိုရင်လည်းအစာဦးကိုယ်တဲ့တစ်ခုလုံးမြေထဲနစ်မြုပ်နေခြင်းဒါမှမဟုတ်လုံးဝပြိုကျပျက်စီးနေတဲ့အိမ်များကိုနေရာတိုင်းမှာမြင်တွေ့ရပါတယ်။ ကျွမ်းကျင်တဲ့ကယ်ဆယ်ရေးအဖွဲ့များကလာရောက်ကူညီကယ်ဆယ်မှုနှဲပါတာကြောင့်လူတွေဟာအကန့်အသတ်ရှိတဲ့နီလန်းများပြည်တူဖို့ရှာဖွေကယ်ဆယ်နေကြရပါတယ်။ဒါပေမဲ့လည်းအဆောက်အဦအပျက်စီးများအောက်ထဲရောက်နေသူတွေအများကြီးရှိနေပါသေးတယ်လို့လည်းသိရပါတယ်။ဆေးရုံလူနာဆောင်များထိခိုက်ပျက်စီးခြင်းနောက်ဆက်တွဲငလျင်အဆက်မပြတ်လှုပ်ခတ်မှုများကြောင့်ဆရာဝန်များကလူနာကတင်များကိုမလွဲတာလို့အခန်းပြင်ပရွှေ့ထားကြပြီးတော့မိသားစုအများပြားကလည်းအိမ်ပြင်မှာနေထိုင်ကြရကြရပါတယ်။ လက်ရှိတစ်မျိုးလုံးမှာလျှက်စစ်မီနဲ့အင်တာနက်များပြတ်တောက်နေပြီးတော့အစားအစာတောက်သုံးရည်အပြင်ဆေးဝါးအစားရှိတဲ့ထောက်ပံ့ရေးပစ္စည်းများအလွန်လွမ်းနေပါတယ်လို့သိရပါတယ်။စိုက်ကန်းပိုင်ရှင်အချို့ဟာလည်းအများပြည်သူများကိုအခမဲ့ဖုံးအားသွင်းပေးခြင်းဝန်ဆောင်မှုများပေးနေပြီးတော့စေတနာဝင်တဲ့အများပြားကလည်းငလင်ဘေးသင့်ပြည်သူများကိုအစားအစာများဝယ်မြပေးလျက်ရှိပါတယ်။လက်တလုံးမြန်မာနိုင်ငံရဲ့ငလင်တန်တဲ့နေရာဒေသအများပြားစကိုင်းမြို့လိုပဲ လျှက်စစ်တအားပြတ်တောက်နေခြင်းအပြင်အခြေခံလူသုံးကိုပစ္စည်းများလိုအပ်နေကကပေးတဲ့ပြည်သူများရဲ့ဘဝရှင်သန်ရေးကလည်းအလွန်ကမဆိုးဝါးနေပြီးတော့နွေရာသီကာလဖြစ်တဲ့အတွက်ရာသီဥတုပူပြင်းကလာမယ့်အချိန်တိုင်းတာတစ်ခုအတွင်းဒေတာတွင်မှာကူးဆက်ယောဂများဖြစ်ပွားလာနိုင်တဲ့အန္တရာယ်ရှိနိုင်တယ်လို့ UNICEF အဖွဲ့အစည်းမှပြီးခဲ့တဲ့ဧပြီလတရက်နေ့ကထုတ်ပြန်ထားပါတယ်ခင်ဗျာ။